အမိမာရှိရဲ့တောင်းမာရှိရဲ့ဘယ်အခက်ခဲဘယ်ပြဿနာဘယ်ကိစ္စဘယ်ကိစ္စဆောင်ပွဲအောင်ကျင်တာနိုင်ငံညာထွက်ချင်တာမိသားစုဆင်ပြေချင်တာအခြေအေးဆင်ပြေချင်တာအိမ်တော်ရေးဆင်ပြေချင်တာယာရုတိုးချင်တာစသဖြင့်အဲ့ဒီကိစ္စတွေမှာလဲအဆင်ပြေအောင်ပြန်လဲပြီးတော့ကုညီပေးပါလို့သူတို့ရှိရနေပြန်ပြီးတော့အကူညီတောင်း ခொနီအသားသမီးပရိသတ်များရွှေစကားပရိသတ်များအားလုံးမင်္ဂလာပါရှင်ခொနီအသားသမီးပရိသတ်တွေအတွက်သံဆောင်မုံလာပြီနေမှာ ဆောင်ရွက်တဲ့ကုသိုလ်တော်အစီအစဉ်လေးကိုတင်ဆက်လိုက်ပါရရှင်။အဲ့တော့တစောင်းမုံလာပြည့်နေ့ကိုကျမတို့ကတစောင်းမုံလာပြည့်ညအိုပေါ့နော်။တစောင်းမုံလာပြည့်ညအိုစေပေါင်းခါတဲ့ညစေပေါင်းခါတဲ့ညလို့အဲ့ဒီလိုမျိုးတွေပြောကြတယ်။အဲ့လိုမျိုးတွေပြောကြတယ်ဆိုတာကကျမတို့ငငယ်တဲ့ကတစောင်းမုံလာပြည့်ညဒီစေပေါင်းခါတဲ့ညကျမတို့မမွေးခင်ကတည်းကလည်းတစောင်းမုံလာဒီတစောင်းမုံလာပြည့်နေ့ဒီစေပေါင်းခါတဲ့ညကျမတို့အဖိုးအဖွားတွေလက်ထက်ထဲကလည်းတစောင်းမုံလာပြည့်ညဒီစေပေါင်းခါတဲ့ည ဲ့ဒီလူမျိုးလေးတွေပြောလာတဲ့ပညာရဲ့နမိတ်အားရှိတယ်။အဲ့တော့တစောင်းမုံလာပြီးနေမှာဈေးပေါင်းခတိဖြစ်စေမခတိဖြစ်စေတစောင်းမုံလာပြီးမတိုင်ခင်ပဲခါခါတစောင်းမုံလာပြီးကြော်ပြီးမှပဲခါခါဘယ်လိုပဲခါခါခစ်အဆက်ဆက်မှာပညာနမိတ်အရာတော့တစောင်းမုံလာပြီးညကိုဈေးပေါင်းခတဲ့ညလို့အများကသတ်မှတ်ထားတယ်။ အများကလက်ခံထားတယ်အများကပြောစမှတ်ပြကြတယ်ပေါ့နော်အဲ့တော့တစောင်းမုံလာပြီးညမှာတကယ်ပဲစေပေါင်းခခမခခတစောင်းမုံလာပြီးညတော့စေပေါင်းခတဲ့ညစေပေါင်းခတဲ့ညစေပေါင်းခတဲ့ညလို့ခစ်အဆက်ဆက်တဲဆောင်လာတဲ့ပြညတ်နမိတ်ရှိနေတဲ့အတွက်တစောင်းမုံလာပြီးညစေပေါင်းခတဲ့ညနဲ့ရုတ်ခတေဝအတိချင်းကုသူတော်အစီစဉ်ဆိုတာလေးကိုတက်ဆက်ချင်ပါတယ်ရှင်အဲ့တော့တစောင်းမုံလာပြီးညမှာ တစောင်မုံလာပြီးမြောက်မှာမဲဇလီပင်မှာစေပေါင်းခါတယ်လို့အခြားအခြားသော အပင်တွေမှာရှိတဲ့နတ်တရမဲဇလီပင်မှာရှိတဲ့နတ်ကို လာပြီးတော့ဥညွှတ်ရတယ်လို့စသဖြင့်ပေါ့ရှင်တစောင်မုံလာပြီးနေ့နဲ့ပတ်သက်ပြီးတော့တစောင်မုံလာပြီးညနဲ့ပတ်သက်ပြီးတော့ပြောစမှတ်လေးတွေပုံမြင်တန်တာတွေလေးတွေကတော့အများကြီးပဲရှိရပါတော့ရှင်အဲ့တော့ဘာပဲဖြစ်ဖြစ်တစောင်မုံလာပြီးညကို အများရဲ့ပြည့်ညက်နမိတ်အောင်ယူပြီးတော့တစားမုံလာပြီးညကိုကျမတို့စေပေါင်းခါတဲ့ညလိုပဲယူဆကြပါစို့အဲ့တော့မဲဇလီပင်မှာပဲခခဘဲအပင်မှာပဲခခအပင်ဆိုရင်တော့ရုပ်ကစိုးနဲ့ပတ်သက်တယ်အဲ့အတွက်ကြောင့်မလို့ရုပ်ကစိုးဆိုတာကရုခဒေဝဆိုတာကကျမတို့စတုမဟာဒရင်နဲ့အွယ်ဝင်တဲ့မှာပါတယ်ပေါ့နော်စာပြေချမ်းကန်လေးမှာအဲ့လိုမှတ်သားဘူးတယ်အဲ့တော့ယောဂဒေဝတွေနဲ့ပတ်သက်ပြီးတော့ယောဂဒေဝတွေရဲ့အကြောင်း ယောက်ခဒေဝတွေဟာအပင်ရဲ့ဖဲစိတ်ပိုင်းမှာနေတာလဲယောက်ခဒေဝတွေဒီဘယ်နဲ့အမျိုးနွယ်ထဲမှာပါလဲယောက်ခဒေဝတွေဒီလောကီကျမတို့ပညာရှုထောင့်ဘက်ကဘယ်ကိစ္စတွေမှာကူညီနိုင်တယ်လဲဆိုတော့အကြောင်းအရာတွေကိုလည်းကျမအလင်းသိရင်ရွှေစကားကနေတင်ဆက်ဖို့အစီအစဉ်ရှိပါတယ်ဒီနေရာမှာတော့အချင်းလေးပဲပြောကြပါစို့ကျမတို့စေပေါင်းခတဲ့ညမှာယောက်ခဒေဝအတိချင်းပူဇော်ခြင်းကုတုရရအစီအစဉ်ကိုတင်ဆက်ပါမယ်အဲ့တော့ယောက်ခဒေဝ အသေးချင်းကုတူဆိုတာကကျမတို့ကဒီလိုဆွဲချင်းလေးတစ်လုံးရှာမယ်ခက်သေးသေးပဲခက်သေးသေးဆိုရတယ်အဲ့ဒီအထက်မှာအမျိုးအစားတူတူမတူတူအသေးအရှိအတွက်ဘာသေးပဲဖြစ်ဖြစ်သေးသေးကြီးကြီးအသေး၆လုံးထည့်ရပါမယ် အသေး၆လုံးထည့်ရမယ်။တစ်မျိုးတစ်လုံးနဲ့၆မျိုးလူကျင်တဘာဆိုရင်လေတရာကြီးရဲ့သူတွေဆောင်ရွက်ပါ။အလုတ်ရှုပ်ပါတယ်ကွယ်။တစ်မျိုးတစ်မျိုးတည်းကိုပဲ၆လုံးထည့်မယ်ဆိုရင်လေထည့်လို့ရတယ်။ဘာအသေးဖြစ်ဖြစ်အရေးအတွက်တော့၆လုံးဖြစ်ရမယ်။ပြီးရင်အမွှေးတိုင်း၃တိုင်းဖျောင်းတိုင်း၃တိုင်းမီးချစ်တစ်လုံးရှေးတန်တစ်ပူအဲ့ဒီပစ္စည်းတွေကိုအဲ့ဆွဲခြင်းနဲ့မှအားလုံးစုထည့်မယ်။ ်ဆုတ်ထက်ပြီးပြီဆိုရင်တော့ကျမတို့ ကိုနဲ့နီးစက်တဲ့အပင်ပေါ့ကိုအင်ကအပင်ဆိုလဲရတယ်ဇေဒီပထိုးចောင်းကန်တွေကအပင်နေဆိုလဲရတယ်အဲဖုန်းတော်ကြီးចောင်းမှရှိတဲ့အပင်နေဆိုလဲရတယ်ညောင်ပင်လဲရတယ်မှန်ကလာပင်လဲရတယ်ကိုကိုပင်လဲရတယ်ဘဲအပင်မဲ့ဖြစ်ဖြစ်ရတယ်မဲစလီပင်လဲရတယ်အဲ့တော့ကျမတို့ကပို့ပြီးတော့တင့်မြတ်တာကတော့လေတကိုးကြီးဖះရတွေမှာရှိတဲ့ညောင်ပင်နေဆိုရင်လဲပို့ပြီးတော့တင့်မြတ်တာပေါ့နော်အဲအဲ့တော့ဟိုညောင်ပင်မနီးစက်ပါဘူးသွားမှဝေးတယ်ဆိုလဲဘဲအပင်ဖြစ်ဖြစ်ရတယ်အဲ့ဒီအပင်ပင်အပင်တပင်ရဲ့ ဲ့အကိုင်းအကိုင်းမှာ အိုက်ဆွဲခြင်းလေးကိုချိန်ထားရင်လည်းရတယ်တစ်ပင်ခွာကြားခွာစုံလေးမှာအိုက်ဆွဲခြင်းလေးကိုတင်ထားရင်လည်းရတယ်အဲ့ဒါကကျမတို့ကဘာလို့ရည်ညွှန်းတာလဲဆိုတော့ဒဇောင်းမုံလပြည့်နေ့မှာအဲ့ဒီအပင်မှာရှိရဲ့ရုပ်ကစိုးအပါအဝင်ရုပ်ခတေဝအပါအဝင်ပေါ့နော်အဲ့ဒီရုပ်ကစိုးနှက်နှက်တွေကိုအဲ့ဒီအပင်မှာရှိရဲ့နှက်တွေကိုကျမတို့က ဒီဓာတ်လေးပါစုံတဲ့ယုခတေဝအတိချင်းကုတုဆိုရယ်လောကီပညာလေးကိုကျမတို့ကဖြစ်ဆွတ်ထားတဲ့ကုတုတော်လေးကိုလှုမအဲ့တော့မြေအဆိုင်ခဲဓာတ်ဖြစ်လို့ကျမတို့ကအတိထဲတယ်လေဓာတ်ကိုအကြောင်းပြုပြီးအမွှေးတိုင်းထဲတယ်မီးတက်ကိုအကြောင်းပြုပြီးတော့မီးကျက်နဲ့ဖျောင်းလိုက်ထဲရေတက်ကိုအကြောင်းပြုပြီးတော့ရေတံမှုတခုထဲတယ်။အဲ့ဒီဓာတ်လေးပါစုံသွားတဲ့ကုတူချင်းလေးတီအဲ့ဒီအပင်မှာရှိတဲ့ရုပ်ကစိုးလှူတာ။ ရုပ်ကစိုးကိုလှူတာအဲ့တော့ရုပ်ကစိုးတို့ဒီအဲ့ဒီလာပြင်းနေမှာသူတို့အလှခံရရှိထားတဲ့ဒီယုခတေဝအတိချင်းလေးကိုသူတို့ယူပြီးတော့မျက်စောဖျားကိုပြန်လှူမယ်ဒါဆိုရင်ရုပ်ကစိုးတွေတအားကျန်တတ်တာပေါ့ဟာဒီနေ့ထူးမြတ်တဲ့တဆောင်မုံလာပြင်းနေကြီးမှာငါတို့ကိုဘသူဘသူကလာပြီးတော့ဒီအတိချင်းလေးလှူတယ်ငါတို့ဖျားရှင်ကြီးကိုနေထူးနေမြက်ကြီးမှာပြန်လဲလှူဒန်းခွင့်ရတယ်ဆိုရင်ရုပ်ကစိုးနဲ့တည်းတအားကျန်တတ်မှာပေါ့ရှင်သူတို့နေရာစဉ်းစားကြည့်ရင် အရင်လဲကျေးဇူးတင်သွားမှာပေါ့အဲ့ဒီအတွက်ကြောင့်မလို့ဒီကုတို့အလှူတော်ကိုလာရောက်လှူဒန်းပေးတဲ့ခொနရဲ့သားသမီးတွေကိုလေသူတို့တတ်ဆွမ်းတဲ့ကမစိတ်တွေတကိုးသိတ်တွေနဲ့သူတို့ကပြန်ပြီးတော့စောင့်ရှောက်နိုင်တာပေါ့အဲ့ဒီအတွက်ကြောင့်မလို့ကျမတို့ကရုပ်ခတေဝအသီးချင်းကုတို့လေးကိုလှူဒန်းနေလှူဒန်းပြီးတော့ကိုယ့်ရဲ့လိုအပ်တဲ့အရေးကြီးကိစ္စလေးတွေကိုလည်းဆုတောင်းမယ်အဲ့တော့အချိန်အပြည့်ဟာ7နှစ်ရည်ရဲ့ရှိပါ ဘာလို့ဆိုရုပ်ကစိုးကလည်းမျက်စောဖျားကိုပြန်လှူမှာဘူးအဲ့တော့ကျမတို့ကတင့်လေ17နှစ်ကြီးမကြော်ခင်17နှစ်ကြီးရဲ့ရှေ့ပိုင်းကိုဘယ်အချိန်မဲလှူလို့ရတယ်ဘယ်အပင်မှာပဲသွားလှူလို့ရတယ်အဲ့ဒီဓာတ်လေးပါရုခတေဝအတိချင်းကုတုဆိုတာလေးကိုသွားလှူမယ်လှူပြီးပြီဆိုရင်အသေးချာစုတော့ အေးပင်မရှိတော့ရုပ်ကစိုးနမင်းကြီးလိုအပ်တယ်လို့အာယုံပြုတ်ပြီးတော့အုံပြုတ်နိုင်ရဲ့အလုံးကဓာတ်လေးပါးကိုအကြောင်းပြု၍လှူဒန်းတော့ရုခတေဝအတိချင်းဓာတ်လေးပါးဆုံးကုတုချင်းကိုလှူဒန်းပါတယ်အဘရုပ်ကစိုးကြီးအလှခံပြီးတော့လိုအပ်တယ်လို့ပြန်လဲအုံပြုတ်ပါအဲသမီးမှရှိရဲ့တားမှရှိရဲ့ဘယ်အခက်ခဲဘယ်ပြဿနာဘယ်ကိစ္စဘယ်ကိစ္စဆောင်ပွဲအောင်ကျင်တာနိုင်ငံညာထွက်ချင်တာမိသားစုဆင်ပြေချင်တာအခြေအေးဆင်ပြေချင်တာအိမ်တော်ရေးဆင်ပြေချင်တာယာရုတိုးချင်တာစသဖြင့်အဲ့ဒီကိစ္စတွေမှလည်းအဆင်ပြေအောင် ပြန်လဲပြီးတော့အကူအညီပေးပါလို့သူတို့ရှိရနေပြီးပြန်ပြီးတော့အကူအညီတောင်းမယ်။အဲအဲ့ဒါဆိုရင်အဲအလှူကံပုံကိုဖြစ်တဲ့ရုပ်ကစိုးကြီးကလည်းစိတ်ချမ်းချမ်းသာသာနဲ့ဒီအလှူပွဲတွေကိုမျက်စောပြားကိုပြန်လှူရတဲ့အတွက်သူကလည်းကျင့်နဲ့ဝမ်းမြောက်တယ်လို့မျိုးကို့မှာရှိတဲ့လိုအင်ဆန္ဒတွေကိုလည်းသူတို့တတ်ဆွမ်းတဲ့ကမ္မစိတ်တွေတကိုးသိတ်တွေနဲ့တတ်နိုင်သူရဲ့ကိုယ်ကိုပြန်ကူညီကြမှာပဲ။အဲ့လိုလှူဒန်းပြီဆိုရင်တော့မေတ္တာတုတ်လေးရရင်လည်းမေတ္တာတုတ်လေးရွတ်ပေါ်ရှင်မေတ္တာတုတ်လေးမရရင်လည်းကိုယ့်ဘာကိုမြန်မာလို ို့တက်တယ်လို့ပို့ပေါ့ရှင်ပါဠိလိုပဲပို့ပို့မြန်မာလိုပဲပို့ပို့မေတ္တာပို့ပို့ပါပဲအဲ့တော့အဲ့အပင်အောက်မှာမေတ္တာလေးခဏပို့မယ်ပို့ပြီးပြီဆိုရင်အယုခဒေဝါကိုလှူထားတဲ့လှူထားတဲ့အသီးချင်းတွေကအသီးလေးတစ်လုံးပြန်ပြီးတော့စွန့်ခဲ့အဘယုတ်ကစိုးကြီးကိုလှူဒန်းထားတဲ့အသီးလေးတွေကတစ်လုံးပြန်စွန့်မှာဒီကနေ့တစောင်းမုံလှပြည့်နေ့တစောင်းမုံလှပြည့်ညဟာစေးပေါင်းခတဲ့ညဖြစ်တဲ့အတွက်ကြောင့်မလို့အဘယုတ်ကစိုးကြီးတို့စီကကျမ်းမာစေတဲ့တည်း အနာရောဂါပျောက်ကင်းချမ်းသာစေတဲ့ဆေးကောင်းဝါးကောင်းတွေကိုတောက်ခတ်ပါတယ်ဆိုပြီးတော့အသီးလေးတစ်လုံးကိုစော့ခဲ့ကိုစိတ်မှာအာယုံပြုထားဖို့ကအဲ့ဒီအပင်ကနေစွန့်လာတဲ့ရုပ်ကစိုးရှိရာအသီးလေးတစ်လုံးမှာကျန်းမာစေတဲ့ဓာတ်အနာရောဂါကိုပျောက်စေတဲ့ဆေးကောင်းဝါးကောင်းတွေကိန်းအောင်တယ်လို့စိတ်ကအာယုံပြုပြီးစွန့်လာမယ်တဆောင်မုံလာပြီညညပိုင်းကိုရောက်ပြီဆိုရင် မိသားစုတွေဝိုင်းဖွဲ့ပြီးတော့အဲ့ဒီအသီးလေးကို ခွဲပြီးတော့စတိလေးစားကြမယ်။ကျန်းမာရေးတွေကောင်းဖို့အထူးဆုတောင်းမယ်။ခံစားနေရတဲ့ယောဂဝေဒနာတွေပျောက်ဖို့အတွက်အထူးဆုတောင်းပါမယ်ရှင်။အဲ့ဒီနည်းလေးရလဲခொနရသားသမီးပြိသက်တွေအတွက်တစောင်းမုံလာပြင်းနေမနှက်ပိုင်းနဲ့တစောင်းမုံဒါပြင်းနေညပိုင်းမှာဆောင်ရရမယ်။ရုခတေဝအတိချင်းကုတုတော်အစီအစဉ်လေးဖြစ်ကြောင်းပါရှင်။ခொနရသားသမီးပြိသက်များအတန်းမှထူးမြတ်လာတဲ့တစောင်းမုံလာပြင်းနေလေးကိုတာယာအေးချမ်းစွာစိတ်ချမ်းမြေစွာနဲ့ဖြတ်တန်းနိုင်ကြပါစေရှင်။